စစ်ကောက်စီရဲ့လူအခွင့်ရေးချိုးဖောက်မှုကြောင့်ဖေဖော်ဝါရီလထဲမှာမြန်မာနိုင်ငံတဝန်းအမျိုးသမီး66ယောက်တည်ဆုပ်ခဲ့ရတယ်လို့မြမအမျိုးသမီးတပ်မက BWU ကပြောပါတယ်။မအာမီကတင်ဆက်ပေးထားပါတယ်။ တိတ်ဆုံးသူအမျိုးသမီး66ယောက်ထဲမှာအသက်18နှစ်အောက်အမျိုးသမီးငယ်73ယောက်ပါဝင်တယ်လို့ BWU ကဆိုပါတယ်။တိတ်ဆုံးသူအမျိုးသမီး66ယောက်ဟာစစ်ကောင်စီကကျူးလွန်တဲ့ရာဇဝတ်မှုတွေကြောင့်အခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကနေ28ရက်နေ့အတွင်းတိတ်ဆုံးသူတွေဖြစ်တယ်လို့ BWU ကမတ်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နိုင်ငံတော်မှာအမျိုးသမီးတွေလားစဉ်ထိခိုက်တိတ်ဆုံးမှုတွေရှိနေတဲ့အပေါ် BWU ကအခုလိုမျိုးပြောပါတယ်။ တနိုင်ငံလုံးအတိုင်းတာနဲ့ပေါ့နော်ကျမတို့ဒီလိုမျိုးအကြံဖက်ခံရတဲ့အမျိုးသမီးတွေအတွက်ကိုဒီထိခိုက်နေတာသားတဲ့သူတွေအတွက်တရားမျှတမှုရရှိအောင်လှုပ်ဆောင်ပေးဖို့လိုအပ်တယ်တစ်ဖက်မှာလည်းအာကျူးလွန်သူတွေကိုထိရောက်တဲ့ပြစ်ပေးရယူမှုတွေလုပ်ပေးဖို့လိုအပ်တယ်တပြိုင်နက်တည်းမှာပဲအမျိုးသမီးတွေအတွက်အကာအကွယ်ဖြစ်စေမဲ့ဥပဒေတွေမူရီပေါ်လစ်စီတွေပေါ်ပေါအောင်လဲစူးစမ်းဖို့လိုအပ်တယ်ဆိုတဲ့ဟာတွေကိုကျမတို့အစုအဖွဲ့အားလုံးအသီးသီးကိုကျမတို့ပြောချင်တယ် အသက်ဆုံးရှုံးခဲ့ရတဲ့အမျိုးသမီးတွေဟာစစ်ကောင်စီတပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုကြောင့်45ရောက်လက်နက်ကြီးကြောင့်17ရောက်မိရှုတပ်ဖြတ်မှုတွေကြောင့်2ရောက်အကျဉ်းထောင်မှာဆေးကုသမှုတွေလုံလောက်စွာမရတာကြောင့်1ရောက်မြေမြုပ်မိုင်းကြောင့်9ရောက်တို့ဖြစ်ကြပါဗျာ ဒါအပြင်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုမြေမြုပ်မိုင်းနဲ့အကြောင်းမဲ့ရိုက်နှက်ခံရမှုတွေကြောင့်အမျိုးသမီး68ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဖေဖော်ဝါရီလအတွင်းစကိုင်းတိုင်းဒေသကြီးတဲ့တေဆုံးသူအမျိုးသမီး21ယောက်ရှိခဲ့ပြီးတေဆုံးမှုအများဆုံးရှိခဲ့တဲ့တိုင်းဒေသကြီးဖြစ်ပါတယ်။ စကိုင်းတိုင်းဒေသပတ်မှာဆိုလို့ရှိရင်ကျမတို့တည်င်းဒီလိုမျိုးအကြံဖတ်မှုတွေကိုဟောက်ဖို့ပြောဆိုပေးဖို့အတွက်အားနည်းနေတာတွေတွေ့ရတယ်လို့မျိုးတစ်ဖက်မှာလည်းစကိုင်းတိုင်းဒေသဟာဒီကာလမှာအာပြိပခအများဆုံးဖြစ်တဲ့နေရာဒေသဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအခြေအနေတွေကြောင့်ဒီလိုမျိုးအကြံဖတ်မှုတည်ဆုံမှုတွေရှိတယ်များတယ်ဆိုတာဟာကိုကျမတို့တွေ့ရတယ်ပေါ့နော် နိုင်ငံတော်မှာအမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေနဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေကို PWU အနေနဲ့အသိပညာပေးမှုတွေလှုပ်ဆောင်နေတယ်လို့လဲဆိုပါတယ်။ဒါအပြင်အကြမ်းဖက်မှုတွေကိုအပြစ်ပေးအရေးယူနိုင်စေဖို့နဲ့အကြမ်းဖက်မခံရခင်အမျိုးသမီးတွေအတွက်ထိရောက်တဲ့ကာကွယ်မှုရှိစေမဲ့မူ policy တွေပေါ်ပေါက်လာစေဖို့သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကိုစီယုံပြောဆိုမှုတွေလှုပ်ဆောင်နေတယ်လို့လဲမတ်ရည်မျိုးလိုင်ကပြောပါတယ်ရှင်။